ကျွန်မတို့အိတ်ဆိုလို့ရှိလို့ရှိရင်ပေါ့ပြက်မြချင်းအားဖြင့်ဆိုရင်အိတ်ဆိုရင်လည်းအလုံးတစ်ထောင်ကျော်နောက်ပြီးလို့ရှိရင်အိုးထုတ်ဆိုလို့ရှိရင်လည်းအသင်အိုးထုတ်ပေါ့အဓိကတော့ရောင်းကအကောင်းဆုံးကတော့သင်အိုးထုတ်ပဲထုတ်လို့တော့မနိုင်ဘူးအဲထောက်ရှာမှားကြတယ်ဒါပေမဲ့ကိုထုတ်နိုင်တဲ့အင်အားပေါ့ဒီအဓိကတော့ကုံညမ်းရရှိမှုပေါ့ချုပ်တာကတော့မြန်တယ်ချုပ်တာကတော့ပြောမယ်ဆိုရင်တနေ့ကိုပြက်မြချင်းဟိုတရားလောက်တော့ချုပ်နိုင်တယ်ဒါပေမဲ့ကုံညမ်းရရှိမှုနဲ့တွက်လိုက်တယ်ဆိုရင်တော့တစ်လောက်အလုံးတစ်ထောင်ကျော်လောက်ပဲထုတ်နိုင်ပါရှင့်ဟုတ်ကဲ့ရောင်းကအကောင်းဆုံးကအိုးထုတ်မှဆိုရင်လည်းသင်အိုးထုတ်ပဲအိတ်မှဆိုရင်လည်းသင်အိတ်ပဲရှင့် အဲအဲ့လိုကျမကတော့အဲ့လိုပေါ့ကိုစွမ်းညံစွမ်းရှိသေးပြီတော့အတတ်နိုင်ဆုံးလေးစူးစမ်းခြင်းနဲ့ကိုဒီဘယ်ကောပဲကိုလုတ်ပေးဒီဟာကိုလုပ်ငန်းကိုကိုတစ်ဖက်မှာဈေးွက်ရှာနိုင်တယ်ကုန်ရမ်းရရှိမှုရှိတယ်ဆိုရင်အလုတ်ကိုင်ခွင်လန်းနေများများဖန်ပြီးပေးနိုင်မယ်အဲ့လိုမျိုးလေးတော့ဟိုလုတ်ချင်ပါတယ်တကယ်လို့ပြပဈေးွက်ကိုလည်းထိုးပေါက်နိုင်မယ်ဆိုရင်ကိုဘက်ကပစ္စည်းအရေးသွေးကောင်းမွန်အောင်ပေါ့အတတ်နိုင်ဆုံးအဲ့လိုစူးစမ်းခြင်းပါတယ်မနာမည်ကတော့မဝေမှာပါအာဒီဟိုအောင်မီသားစုချိန်ွာ အာသင်ဝါကျိန်ဂုံလျှောလက်မှုအိတ်လုပ်ငန်းလုပ်ပါတယ်အိုးထုတ်တွေလည်းချုပ်ပါတယ်ညီမလေးအဲကြာပါပြီအမတို့ဆိုလို့ရှိရင်နှစ်ပေါင်း20ကျော်ပြီပေါ့နော်ဟိုစတင်တည်ထောင်တဲ့သူကတော့အမရဲ့အဖေဦးအောင်လွင်မှာဦးအောင်လွင်ကစပြီးတော့တည်ထောင်ခဲ့တဲ့လုပ်ငန်းကိုကျမတို့ကဟိုပြောမယ်ဆိုရင်ဆက်ပြီးတော့ဟိုမိသားစုလက်ငုပ်လေရေးလုပ်ငန်းအနေနဲ့ဆက်ပြီးတော့လှုပ်ဆောင်တာပါ အဲအခုလက်ရှိရတော့အိုးထုံနဲ့အိတ်အဓိကထုတ်တယ်ပေါ့ဟိုကဒီလက်မှုနဲ့ပတ်သက်တာလဲလုပ်တယ်လို့စက်မှုကုန်ရမ်းနဲ့လဲပေါ့စက်မှုနဲ့လက်မှုပေါင်းဆက်ပြီးတော့လုပ်တာပါရှင့်ပို့ပြီးတော့လူကြိုက်များတာကတော့ဂျိန်နဲ့တင်တဲ့ပေါ့ ်ချိန်နဲ့တင်တဲ့အတင်ဆိုလို့ရှိရင်လည်းအဲ့အကြီးအဲ့အသေးအစားအကြီးပေါ့အဆုံးအများသောအားဖြင့်အဲ့ဒီထိုင်းတို့ဘာလို့အထိရောက်တာဆိုလို့ရှိရင်သင်အိတ်ပေါ့သင်အိတ်ကတော့သူကရာသီဥတုံပိုခံနိုင်တယ်အကျန်းခံနိုင်တယ်အဲ့ဒါကြောင့်သင်အိတ်ကတော့ပိုတွက်ပါတယ်ရှင့်အဲဒီဇိုင်းကြလို့ရှိလို့ရှိရင်အဲ့ဒီ YouTube တို့ဘာလို့မှအဲ့ဒီပုံတွေကနေပြီးတော့ဟိုကျမတို့ယူရာမျိုးလေးရှိတယ်ပေါ့နော်ဟိုတခါလေးမှကိုယ့်ရဲ့စိတ်ကူးအိုင်ဒီယာပေါ်မူတည်ပြီးတော့ဒီဇိုင်းဆွဲပေးတယ်ပေါ့ကျမကတော့အိမ်မှာအဓိကတော့ဒီဇိုင်းဆွဲတယ်ပေါ့ဒီဇိုင်းဆွဲတယ်ကျန်တာကတော့လေမိသားစုလုပ်ငန်းလို့ဖြစ်နေတော့ကျန်တဲ့ဝန်ထမ်းနေနေပေါ့ အဲကိုကတော့ဒီဇိုင်းဆွဲတဲ့အပိုင်းမှာနေတယ်လိုအပ်တဲ့ဒီဇိုင်းသစ်တစ်ခုထွင်တိုင်းထွင်တိုင်းမှာသူတို့ကိုပြပေးတယ်ကျန်တာကတော့ဝန်ထမ်းအနေနဲ့ဆက်ပြီးတော့သွားပါတယ်ရှင်ဟုတ်ကဲ့ကျမတို့စပြီးတော့ရက်တီတုံးကတော့ဟိုပါပေါ့ဒီဝန်ထမ်းအင်အား9ယောက်6ယောက်ပဲရှိပါတယ်ရှင်အခုဆိုရင်တော့ဖက်နှက်လုပ်တဲ့သူရောပါရောဆိုရင်ကျမတို့12ယောက်13ယောက်လောက်နဲ့ဆက်ပြီးတော့သွားနေပါတယ်ရှင်ဟုတ်ကဲ့ဒါကျမတို့ဒီ group ကိုပဲပြောတာပေါ့ အဲအိတ်တလုံးပြီးဖို့ဆိုရင်အစားဆုံးဆိုလို့ရှိရင်ကျမတို့ပေါ့နော်ဟိုတနားရီလောက်တော့အချိန်ပေးရပါတယ်ရှင်ဟိုဒီဇိုင်းတစ်ခုကိုပေါ့ဟိုဒီတလုံးပြီးမြောက်ဖို့အတွက်ဆိုရင်အစားကနေပြီးတော့အဆုံးအထိလုပ်မယ်ဆိုရင်တနားရီလောက်တော့အချိန်ပေးရပါတယ်အဲအိတ်ချုပ်တာတီးတန့်ပဲပေါ့ဟုတ်ကဲ့ဟောဟိုကတော့ဒီလိုမျိုးပြန်နေပါလေရက်တာကြတော့ကျမတို့ကတခြားတနေရာမှာဟိုတခြားတနေရာမှာပေးပြီးတော့ဒီပြန်နေပေါ့နော် ဒီပြက်နေဆိုလို့ရှိရင်တော့ကျမတို့ကဒီခွဲဆွဲလောက်တာကြာသူတို့အိမ်နေမှာပဲတနိုင်တစ်ပိုင်လောက်ကြတယ်လောက်တော့မှအဲ့ဒီမှာသူတို့ဟွာမှာသူတို့ကိုယ့်အိမ်မှာနေကိုရက်ကြတယ်ရက်တာကိုကျမတို့ကဒီပြက်အနေနဲ့ပြန်ပြီးတော့ကောက်တယ်ပေါ့ပြန်ယူတယ်ယူပြီးတော့မှဒီမှာကုံကြောအဖြစ်ပြန်ပြီးတော့ထုတ်တာပါရှင့်အဲအဲ့ဒါတွေပါပေါင်းဆက်တယ်ဆိုလို့ရှိရင်တော့ဒီဟိုဒီကုံချမ်းရာချိန်ရာတော့တတ်တတ်ကြာတာပေါ့နော်ဒုတိယောက်ကတနေ့ရက်မယ်ဆိုလို့ရှိရင်တော့ဒီလိုပြန်မျိုးကို၅ပြန်၆ပြန်လောက်တော့ပြီးပါတယ်ရှင့် ဟုတ်ဒါတယောက်ချင်းရက်တဲ့အားပေါ့ဟိုအတက်နိုင်ဆုံးတော့ဒီမှာအဲ့ဒီဟွာပေါ့ expo အနေနဲ့ရန်ကအဲ့လိုမှားတဲ့ဟာမျိုးဆိုရင်တော့ကိုကအစင်စစ်စစ်ဆေးရပါတယ်ကျမတို့နော်ဟိုအရေးဒီကုံချမ်းဟိုဒီလက်မှုကုံချမ်းအစားဆက်မှုကုံချမ်းပေါင်းဆက်ပြီးတော့သုံးတဲ့နေရာမှာအတက်နိုင်ဆုံးဟိုဟွာပေါ့သူ့ရဲ့အရေးသွေးပေါ့ဥပဒါလေးဆိုရင်တော့ပြည်တွင်းအနေနဲ့သုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ expo အနေဆိုရင်ကျမတို့ကဒီနေရာမှာဆိုရင်ကြီးနေပေါ့ ကြီးနဲ့ပတ်သက်တဲ့အလိုမျိုးဟိုတန်ကြီးမကိုင်းမဲ့ဟာမျိုးအလိုမျိုးသုံးပေးရတယ်နောက်ပြီးလို့ရှင်ဈေးကောင်းတွေပါတယ်ဈေးသားတွေဆိုလို့ရှင်လည်းတကယ် ready made ပေါ့ကောင်းတဲ့အသားမျိုးကိုကျွန်တော်တို့ရွေးချယ်ပြီးသုံးပေးရပါတယ်ရှင်အဲအဲ့လိုအဲ့လိုမျိုးကတော့ online ရတစင်တချို့မှားတာတော့ဒါလက်လီပုံစံမျိုးပေါ့ဟိုလက်ကားအနေနဲ့ရတော့ကျွန်တော်တို့မပို့ရသေးဘူးပေါ့အဲ့ဒီတချို့ဆိုရင်အဒီ line မောကနေကျွန်တော်တို့လှမ်းပါတယ်ဟို American တို့နောက်ပြီးလို့ရှင်အဲ့ဒီ Japan တို့ဘာတို့ပေါ့အဲ့လိုမျိုးသွားမဲ့သူမျိုးဘာညာရှိတယ်သူတို့ဒီကနေထည့်ပေးဖို့ဆိုလို့ရှင်ဒီကလှမ်းပြီးတော့မှားတယ်မှားတယ်ဆိုရင်သူတို့ဒီရန်ကုန်ကတစင်ပေါ့တစင်ငယ်လူကယူပြီးတော့မှသူတို့ရှိကိုပို့ပေးတာမျိုးတွေရှိတယ် ရှင်အဲကျမတို့အိတ်ဆိုလို့ရှိလို့ရှင်ပေါ့ပြက်မြခြင်းအပြင်ဆိုရင်အိတ်ဆိုရင်လည်းအလုံးတထောင်ကျော်နောက်ပြီးလို့ရှင်အိုးထုပ်ဆိုလို့ရှင်လည်းအဲ့တင်အိုးထုပ်ပေါ့အဓိကတော့ရောင်းကအကောင်းဆုံးကတော့တင်အိုးထုပ်ပဲထုတ်လို့တော့မနိုင်ဘူးအဲထောက်ရှောက်မှားကြတယ်ဒါပေမဲ့ကိုထုတ်နိုင်တဲ့အင်အားပေါ့ဒီအဓိကတော့ကုန်ညမ်းရရှိမှုပေါ့ချုပ်တာကတော့မြန်တယ်ချုပ်တာကတော့ပြောမယ်ဆိုရင်တနေ့ကိုပြက်မြခြင်းဟိုတရားလောက်တော့ချုပ်နိုင်တယ်ဒါပေမဲ့ကုန်ညမ်းရရှိမှုနဲ့တွက်လိုက်တယ်ဆိုရင်တော့တလောက်အလုံးတထောင်ကျော်လောက်ပဲထုတ်နိုင်ပါလိမ့်ရှင်ဟုတ်ကဲ့ရောင်းကအကောင်းဆုံးကအိုးထုပ်မှာဆိုရင်လည်းတင်အိုးထုပ်ပဲအိတ်မှာဆိုရင်လည်းတင်အိတ်ပဲရှင်ကုန်ညမ်း ်လွယ်လားဆိုတော့ဒီလိုသင်ဖြာတွေဆိုလို့ရှိလို့ရှိရင်လည်းအဲ့လိုပေါ့သူတို့အိမ်နေမှာပဲတနိုင်တစ်ပိုင်ရက်ကြတယ်ပေါ့အဲ့ဒါကျမတို့ကအလှအပြန်ကောက်ကောက်ပြီးတော့မှအဲ့လိုလုပ်တာအဲ့ကုံညံ့အခက်ခဲရတော့ဆိုတော့ပြောသူပေါ့အိုးထုတ်ဆိုရင်လည်းကိုယ့်ရဲ့တကယ်တကယ်ထုတ်လုံနိုင်တဲ့အားချုပ်နိုင်တဲ့အားတလောက်ကို3000လောက်ချုပ်နိုင်ပေမဲ့ရက်သားကကြတော့ကျမတို့က1000ကျော်လောက်ပဲရနိုင်တယ်အဲ့အဲ့လိုအခက်ခဲလေးတွေတော့ရှိတယ်အဓိကကလုံသားရှားပါမှုပြဿနာပေါ့ဟုတ်ကဲ့အခုနောက်ပိုင်းမှာအဲ့လိုဖြစ်လာတယ် ဟိုလူငယ်တော်တော်များများတွေကမျိုးကြီးပြားကြီးတွေပဲသွားလို့ကြတာများတယ်ဒီမှာကျတော့အိမ်ခွာလို့မရတဲ့လူကြီးတွေလောက်ပဲအဲအဲ့လိုမျိုးလုံးကြတာပေါ့ဟုတ်အဲ့ဒါကြုံញမ်းရရှိမှုအခက်အခဲလေးတော့ရှိတာလေရှင်လက်မှုဖြစ်နေတဲ့အတွက်အဲတခြားဆိုကျမတို့အဓိကဒီမှာထုတ်တာတော့မိဘလက်ငုပ်လက်ရင်းလုံငယ်အနေနဲ့တော်တော်များများဒေတာအထွက်ကုန်ကတော့ခမောက်ပေါ့နှိခမောက်นี่ว่าโมซ้องถั่วတယ်ຫນွေຊ້ອງถั่วတယ်ບໍອູດາໂມຊ້ອງဆိုລຸຊິຍແລະດີမျိုးບໍມາຕໍ່ໆແມ່ໆເລົ່າຈາກແດ່ອະຍາສຸບໍອັນອັນမျိုးອັນສຸໂຕດີຕະຫນັງງານລົງຜ່ານນາບໍດີຫະເບຜ່ານນາ အဲ့ဒီဟိုဟာဆိုလို့ရှိရင်ຫນွေဆောင်အဖေတို့အိမ်ကထုတ်တဲ့ຫນွေဆောင်အုတ်ထုတ်ဆိုလို့ရှိရင်လည်းအတနိုင်ငံလုံးအတိုင်းအတာကိုဖြန့်တာရှင့်အဲ့ဒါထူပို့ပြီးတော့ထူကြချက်ကတော့အဲ့ဒီနှီးအုတ်ထုတ်ပေါ့ဒေသထွက်ကုန်အနေနဲ့ဒါလေးတွေကတော့နောက်ပိုင်းကျတော့အခုဒါ2နှစ်20လောက်ရှိပြီပေါ့2နှစ်20လောက်ဆိုတဲ့နေရာမှာကျမတို့ကစပြီးတော့လုံတုံးကတော့နည်းနည်းပေါ့နည်းနည်းစီစစပြီးတော့လုပ်တယ်လုံရင်းရနေပြီနောက်ပိုင်းဟိုဒါဟို ကိုယ့်ရဲ့စိတ်ကူးနဲ့ပေါင်းဆက်ပြီးတော့ပေါ့နော်ဟိုဒီ data ထွက်ကုန်လေးတွေကိုဘယ်လိုမျိုးအရေးသွေးမြင်မအောင်လုပ်မယ်လူတွေပို့ပြီးစိတ်ဝင်စားလာအောင်လုပ်မယ်ဆိုပြီးတော့စပြီးတော့ထွင်ပြတာပါရှင်ဒီလိုမျိုးငဒီငတိုင်းချောင်းမျိုးပေါ်မှာဆိုရင်တော့ဒီလိုအိတ်နဲ့ပတ်သက်လို့လုပ်တာကတော့ကျမတို့နဲ့နောက်ဟိုပါအနေငယ်လုပ်တဲ့တဦးရှိပါတယ်ရှင်အော်ဓာတ်ရိုက်ဟိုပါပေါ့ဒီကုံသေးလေးရှိကိုဓာတ်ရိုက်ပို့တာတော့ကျမတို့တအူးပဲရှိပါတယ်အဲအဲ့လိုကျမကတော့အဲ့လိုပေါ့ကိုစွမ်းညံစွမ်းရှိသေးရတော့အတတ်နိုင်ဆုံးလေးစူးစမ်းခြင်းနဲ့ကိုဒီဘယ်ကော ကိုလုတ်ပေးဒီဟာကိုလုပ်ငန်းကိုကိုတစ်ဖက်မှာဈေးကွက်ရှာနိုင်တယ်ကုန်ရမ်းရရှိမှုရှိတယ်ဆိုရင်အလုတ်ကိုင်ခွင်လန်းနေများများဖန်တီးပေးနိုင်မယ်အဲ့လိုမျိုးလေးတော့ဟိုလုတ်ချင်ပါတယ်တကယ်လို့ပြိပဈေးကွက်ကိုလည်းထိုးပေါက်နိုင်မယ်ဆိုရင်ကိုဘက်ကပစ္စည်းအရေးသွေးကောင်းမွန်အောင်ပေါ့အတက်နိုင်ဆုံးအလူစူးစားချင်ပါဒီမှာသာတို့ဟိုဘယ်လိုခေါ်မလဲရန်ကုန်တွေဘာတွေမှာတော့လုတ်တယ်ဟေးဆိုလဲတို့မှာအင်ငန်းငါးကတို့စားစရိတ်ဘာညာရှိတယ်လေကိုဒေတာမှာသာအဲ့ဒီမှာပေးနိုင်တဲ့နှုံသားမျိုးပေးနိုင်တယ်ဆိုလို့ရှိရင်တို့လည်းမိဘအင်ကိုခွာပြီးတော့တခြားနေရာမှာဘဲသွားလုံမလဲ ဒီကုဒေတာမှာပဲအိမ်မကွာကျဲမကွာလုံးမှာပေါ့ဟောကျမတို့ဒီပေါ့အောင်မီသားစုဂျိန်ဝါလက်မှုလုပ်ငန်းကိုเนาะအားပေးခြင်းနဲ့ဆိုလို့ရှိရင်เนาะကျမတို့အဲဖုန်းနံပါတ်အပြင်ပြောမယ်ဆိုရင်3992 5153 69ဒါမှမဟုတ်3992 5539 681 646ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်အဲကျမတို့ရဲ့ page name လေးရတော့เนาะ Bamboo and Red and Handmade Bag ဆိုပြီးတော့เนาะအဲ page လေးတော့ထောင်ထားပါတယ်ရှင် ဟောအဲ့ရနေပြီးတော့လဲဆက်သွယ်မှာယူနိုင်ပါတယ်